နိုဝင်ဘာလ၈ရက်နေ့တင်းဘုရားလခင်သာဝရဘုရားသည်တင့်အလယ်၌ရှိ၍တကူကြီးသောဘုရားသည်တင့်ကိုကယ်တော်မူလိမ့်မည်။တင်း၌အာရယဝမ်းမြောက်တော်မူလိမ့်မည်။ဇေဖနိအနာဂတ်၏ကျမ်းခန်းကြီး၃ခန်းငယ်၁၇ကျွာပေါ်ရှိတန်ပေါင်းများစွာသောသူတို့အနေဖြင့်ပင်လယ်ကမ်းစွတ်သို့လာပြီးလက်ဖွားနှင့်အဖြစ်ပင်လယ်ရေများကိုယူနိုင်သလောက်ယူမည်။လိုသလောက်ယူမည်ဆိုလျှင်ပင်လယ်နေဖြင့်ထူးခြားပြောင်းလဲသွားမည်မဟုတ်ပေ။ထို့အတူ ်ပင်လေခွန်အားနဲ့ဆွမ်းအားတွေလည်းထိခိုက်နိုင်မှာမဟုတ်ဘူး။လာတူဘုရားသခင်သည်နေရာတကာတွင်ရှိနေပြီးတခင်ယေရှု၏နာမတော်အဖြစ်တောင်းသမျှဆုတောင်းချက်များကိုနားညောင်းတော်မူပြီးကျယ်တရားများသူ့နေရာတွင်သူရှိရန်အမခန်းဆွမ်းဆောင်မှုများလှုပ်ဆောင်တဲ့ကဲ့သို့အပင်များကွာမြေကြီးတွင်ဖူးပွင့်ခြင်းနှင့်ပင်လေရရှိငါးများလှုပ်ရှားမှုတို့ကိုဆွမ်းဆောင်နိုင်ပေသည်။ဘုရားသခင်တို့အကန့်အသတ်ဆိုသည်မရှိပေ။ဘုရားသခင်ဉာဏ်ပညာနှင့်ပတ်သက်၍အကန့်အသတ်မရှိပေ။ ဘုရားသခင်မြစ်တာနဲ့တပြုနာတော်တို့အတွက်အကန့်အသတ်မရှိပေ။ဒီနေ့တော့ဆုတောင်းခြင်းနန္ဒတကူတော်နဲ့ပြည့်စုံတော်မူတဲ့ဘုရားသခင်ဘုရားသခင်အကြောင်းအကြီးကျယ်ခံစားလုံးပါတယ်။ဘုရားသခင်နေရာတကာမှာရှိပြီးကျွန်တော်တို့လိုအပ်တဲ့အသေးစိတ်မြတ်တာနဲ့ဆောင်းလျှောက်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဖို့ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ။